အာနာသိန်းစစ်တပ်ဟာ2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့ကပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်းထိုင်းနိုင်ငံမှာအကြောင်းမျိုးမျိုးကြောင့်ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေအထက်လူငယ်လူရွယ်အများစုဟာမိခင်နေအိမ်ကိုပြန်မရောက်လာကြတော့ပါဘူး။ထိုင်းအာနာပိုင်တွေဘက်ကပြန်လည်လွှဲပြောင်းလာတဲ့မြန်မာနိုင်ငံသားတွေအထက်စတအဖြစ်ခိုင်းစေလို့ရနိုင်တဲ့လူငယ်လူရွယ်တွေဟာမိမိရဲ့သဘောဆန္ဒပါတီဖြစ်စေအပါတီဖြစ်စေမြန်မာနိုင်ငံဘက်ရောက်တာနဲ့ သူတို့ရဲ့နောက်သစင်ခီးဟာအာနာသိစတဲ့ရဲ့တတတဲ့လေချင်းကြီးတင်တန်းချောင်းတွေဖြစ်နေရပါလူငယ်လူရွယ်အချို့ကတော့ငွေကြေးအမြောင်များပေးကမ်းပြီးတတတဲ့အဖြစ်ကနေရုံးထွက်သွားကြတယ်လို့သိရပေမဲ့အများစုကတော့မလူမြောက်နိုင်ပေးတတတဲ့လေချင်းကြီးတင်တန်းချောင်းကနေရှေ့တန်းစစ်မြေပြင်အထိရောက်ရှိသွားကြပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်တာအရေးကုညီဆောင်ရွက်ပေးနေသူကိုချစ်က Federal FM ကိုအခုလိုပြောပြထားပါတယ် ပါပါသွားတဲ့လူတွေတချို့ရှိတယ်ချို့လူတွေကတော့50ပြီးပြီးတော့ပြန်လွတ်တဲ့လူတွေရှိတယ်ဒီစမူထန်တဲ့ဟိုစပုံမှန်တို့ရေဆွဲကြတဲ့ကရနောက်မှလူ100နဲ့အဲ160နှစ်ခုနှုန်း2024တုန်းကအဲ့ဒီတရတရနဲ့ခုနကပြောရတဲ့အရေးအတွက်ပြန်လွတ်တဲ့ထဲမှာအမအင်းကိုလူက100ကျော်ကျော်ပဲရောက်ပါတယ် အဲသူတို့ပြအမျိုးသားတွေကိုသူတို့ဖမ်းဖမ်းသွားတာရှိတယ်။တဝယ်ဂိတ်မှာဖမ်းသွားတဲ့ဆက်ခွန်ကြီးဆက်ခွန်ကြီးတို့မှလည်းကိုမိမတွေကပတ်စံပေးပြီးတော့ဒီလူတို့ချွတ်ပြန်လွတ်ပြန်လွတ်တော့၅ယောက်ကအဲ့မှာခေါ်သွားတယ်ပတ်စံမပေးနိုင်လို့ဆိုပြီးတော့အဲ့ဒီအဲ့ဒီဖြစ်စဉ်မျိုးလေးဖြစ်ခဲ့ဘူးတဲ့အခုနောက်ဆုံးကြားရတဲ့လူဒီနောက်ဆုံးပို့တဲ့တစ်ခါလူနေရမှာအဲ့တော့တော်တော်များများပါသွားတယ် ပတ်သွားပြီပတ်သွားတာကဒီ time back ကတိတ်တယ်။ဒါမင်းတို့တို့သိမယ်တို့ပြောတယ်တို့ရဲ့ဥပဒေမှာဒီတရားမဝင်တဲ့လူတွေကိုအပြစ်ပေးပြီးပြန်ဖို့ပေးရတာကတို့ရဲ့ဒါဝန်လို့ပဲပြောတယ်။အဲတို့လည်းပြောလို့မရဘူးကွာကျွန်တော်တို့လည်းဘာမှတို့တွေကိုညှင်းပိုင်ခွင့်မရှိဘူးလေတို့ရဲ့နိုင်ငံဆိုတော့2025နှစ်စပိုင်းမှာပဲထိုင်းအစိုးရဟာချောပြန့်လုပ်ငန်းနေနေရေးကောင်းစင်နဲ့ထိုင်းနိုင်ငံကိုအချောင်အမျိုးမျိုးကြောင်ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေအပေါ်စစ်ဆေးတင်းကျပ်တာတွေပြုတ်လုခဲ့ပါတယ်။ February 16ရက်နေ့24ရက်နေ့အထိခုနှစ်ကြာဆောင်ရွက်တဲ့စီမံချက်ကာလအတွင်းထိုင်းရေးတပ်ဖွဲ့ဖမ်းဆီးခဲ့တဲ့နိုင်ငံခြားသားအရေအတွက်ဟာ9000ကျော်ခဲ့ပါတယ်။အဲဒီအထိမှထက်ဝက်ဟာမြန်မာနိုင်ငံသားရွှေ့ပြောင်းသွားလာသူတွေဖြစ်ခဲ့ပါတယ်။မြန်မာနိုင်ငံဘက်ကနေထိုင်းနိုင်ငံဘက်ကိုတရားမဝင်နေလနဲ့ဝင်ရောက်လာသူတွေကိုဖမ်းဆီးရမိကြောင်းဖော်ပြတဲ့ထိုင်းတည်င်းတွေဟာအခုတလောခက်စိတ်စိတ်တွေ့ရတဲ့တည်င်းအမျိုးအစားထဲမှာပါဝင်ပါတယ်။ အဲ့ဒီလိုတရားမဝင်ဝင်ရောက်တဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းအစိုးရရဲ့တရားစီရင်မှုအောက်ကအချုပ်ထဲမှာတပတ်55ရက်အတီးတီးနေကြရပြီးနောက်ဆုံးမှမြန်မာနိုင်ငံဘက်အချမ်းကိုပြန်လေလွှဲပြောင်းပေးခဲ့ပါတယ်။ဒီနည်းလမ်းနဲ့ပဲပြန်လေလွှဲပြောင်းခံလိုက်ရတဲ့မြန်မာနိုင်ငံသားတွေအထက်ကအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတည်တင်းနှန်းချောင်းကိုဆိတ်ဆိတ်မြဲမြဲရောက်သွားတာပါ။လက်တွေ့မှာလည်းအလားတူအဖြစ်မျိုးကြုံတွေ့ခဲ့ရတဲ့မြန်မာလူငယ်အုပ်ကို Federal FM ကတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ တနင်္သာရီတိုင်းကိုတောင်မျိုးစာတိဖြစ်တဲ့ကိုအောင်မျိုးကျော်နဲ့ကိုစန်းထွန်းအောင်တို့လူငယ်နှုန်းဟာထိုင်းနိုင်ငံရနောင်းမြို့မှာဗီဇာတက်တန်းလွန်နေထိုင်မှုနဲ့ဖမ်းဆီးခံရပြီးမြန်မာနိုင်ငံဘက်အချမ်းကိုပြန်လည်လွှဲပြောင်းခံခဲ့ရပါတယ်။ဒါပေမဲ့သူတို့နှုတ်ဦးစလုံးပါဝင်ထိုင်းနိုင်ငံဘက်အချမ်းကလည်းတပါးလေးလွှဲပြောင်းခံရတဲ့လူဦးရေနေရာလောက်ဟာအာနာသိန်းစစ်တပ်ရဲ့တပ်သားတစ်တန်းတန်းချောင်းကိုအတမပို့ဆောင်ခံခဲ့ရပါတယ်။ဒါပေမဲ့အချမ်းရေးဖမ်းရေးကောင်းတဲ့ကိုအောင်မျိုးကျော်တို့ တငေချင်းနှစ်ဦးဟာ2025ခုနှစ် January လအတွင်းမှာပဲအာနာသိစတရေရှေတန်စခန်းကနေတဆင်ထွက်ပြေးပြီးပြည်သူကကွေတတ်ထဲကိုအလင်းဝင်ခဲ့ပါတယ်သူတို့နှစ်ဦးပြောပြထားတာကိုနားထောင်ကြည့်အောင်ပါဆိုင်းယူမှာဖမ်းမိရဖမ်းမိပြီးတော့ဒီမှာအချုပ်ကြားရပေါ့နော်ကျွန်တော်တို့အချုပ်ကြားရအချုပ်ကြားပြီးတော့ဒီဖမ်းပြတ်ပို့တာခံရတယ်ကျွန်တော်တို့မိတာတော့အေး9လပိုင်းတည်းမှာမိတယ်9လပိုင်းတည်းမှာမိပြီးတော့အဲ့ဒီကျွန်တော်တို့အေးရနာကအေး ICD ရုံးမှာထားထားလိုက် ် ICD ရုံးမှာထားထားပြီးတော့၈လပိုင်း26ရင်းနေမှာလော့တယ်၈လပိုင်း26ရင်းနေမှာလော့တော့ဒီဘက်ကဟိုဘက်ကဒီလောက်ကလူလာခေါ်တယ်လောက်ကလူလာခေါ်ပြီးတော့ကျွန်တော်တို့ယောဂကောက်ဝဲမယ်ဆိုပြီးတော့မိုးလုံးလေးလို့ခေါ်ရတယ်ဗျာမိုးလုံးလေးလို့ခေါ်ွားပြီးတော့အဲ့ညဆယ်နေခွဲလာမှာခမာယာနေ6နေပို့လိုက်တယ်ဗျာဘာမှမပြောဘူးသူကထိတ်ထိတ်ထားတဲ့သဘောလို့ပဲအဲ့လိုမျိုးပုံစံမျိုးပဲပြောတယ်ပြီးတော့ အဲ့ဒီလင်းငါးရီလောက်နေပြီးတာနဲ့သူကသွားမယ်သွားမယ်ဆိုတော့ဒေဥစိထောက်ခေါ်တယ်လေအဲဒေဥစိထောက်ခေါ်တော့လိုက်သွားတော့အဲ့ဒီအဲ့ဒီမြေရရွှေဒူးပညာရေးတဲ့ကိုပို့လိုက်တင်းပေါ်နဲ့ပဲပို့လိုက်တော့တကယ်တော့ထိုင်းနိုင်ငံမှာဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းအစိုးရကမြန်မာနိုင်ငံဘက်အချံပြန်လွှဲပြောင်းပေးတာအာဏာမသိခင်ရခင်ကလေးရပါဒါပေမဲ့စစ်မှုထမ်းဥပဒေအတိမပြုရသိခင်တော့လွှဲပြောင်းခံရတဲ့မြန်မာတွေဟာမိမိနေရပြန်ရောက်ခဲ့ပေမဲ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း ဝေပြောင်းခံရတဲ့မြန်မာတွေကတော့စစ်တနန်းချောင်းကိုရောက်သွားခဲ့ပါတယ်။တနိုင်ငံလုံးမှာတုံလန်းစစ်ပွဲတွေကြောင်းစစ်အင်အားလုံးတွေအာဏာသိမ်းစစ်တပ်ဟာဒီနီလန်းကနေပဲတတတဲ့များစွာရရှိနေရလေဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး NUG အစိုးရဖီထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဥနေဘုံလိုက်ရဲ့မတ်လ၄ရက်နေ့ညသတင်းထုတ်ပြန်ချက်ကိုနားထောင်ကြည့်အောင်ပါ။နိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာအရှုံးနဲ့ရင်ဆိုင်နေရတဲ့အကြမ်းဖက်စစ်တပ်ဟာ ဂျော်နဲလာနေတဲ့လူဝင်အားကိုဖြည့်ဆည်းနိုင်မှုအတွက်အရမစစ်သားစုဆောင်းခြင်းတွေကိုတရားလက်လို့လုပ်ကန်ဆောင်ရွက်လျက်ရှိတာတွေ့ရပါတယ်။တွေ့ရှိချက်တွေအရတစ်နှစ်အတွင်းမှာပဲအပတ်စဉ်10ခုနီးပါးအရမစုဆောင်းခဲ့တဲ့အပြင်ပေါ်တာဆွဲတာအိန္ဒိယနိုင်ငံတွေကနေပြန်ပို့လာသူတွေကိုအရမစစ်မှုထမ်းစေတာအမျိုးသမီးတွေကိုပါအရမစစ်သားစုဆောင်းမှုစတင်လာတာအချင်းတော်တွေကလူငယ်တွေကိုအရမစစ်သားစုဆောင်းတာလူငယ်တွေရဲ့နိုင်ငံတကာထွက်ခွာမှုကိုပိတ်ပင်တာ နိုင်ငံတကာရောက်ရှိနေသူတွေကိုလည်းလက်ပါစီတန်ယုံတွေကတစ်ဆင့်အချက်ကန်ပြီးတော့တိုင်းပြည်အတွင်းပြန်လည်ဝင်ရောက်ပြီးတော့အထမဆစ်မှုထမ်းစီမှုကြိုးပမ်းတာစတဲ့လုပ်ရက်တွေကိုလည်းလုပ်ကန်ဆောင်ရွက်နေတာတွေ့ရပါတယ်။အကြမ်းဖက်ဆဲအုပ်စုဟာအထမစစ်သားစုပေါင်းထားသူတွေကိုလက်အနေငယ်ကစစ်တပ်နဲ့တက်စီပြီးတော့ချက်ချင်းဆိုလိုပဲရှေ့တန်းစစ်မျက်နှာတွေကိုဆေလွတ်ကလူသားတိုင်းတစ်ပွဲအတုံးပြုတ်နေတာကိုလည်းတွေ့ရပါတယ်။ဒီကိစ္စဟာနိုင်ငံနဲ့ချီပြီးကျူးလွန်နေတဲ့အရမလုံစေခိုင်းမှု forced labor ဖြစ်ပြီးတော့အဆိုပါဆုံးလူအခွင့်အရေးချိုးဖောက်မှုတွေလည်းဖြစ်တာကြောင့်နိုင်ငံတကာလူအခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့အလို့သမားရေးရာအဖွဲ့အစည်းတွေအနေနဲ့လက်ပိုက်ကြည့်မနေဘဲနဲ့ဖြစ်ရောက်တဲ့ရည်ရွယ်မှုတွေဆောင်ရွက်ကြဖို့ပြုလုပ်ကြဖို့မြစ်တာရက်ခံတိုက်တွန်းလိုပါတယ်။အိန္ဒိယနိုင်ငံတွေအနေနဲ့လည်းအကြောင်းမျိုးမျိုးကြောင့်ပန်းစီထိန်းသိမ်းခံရတဲ့မြန်မာနိုင်ငံသားတွေကိုအကြမ်းဖက်ဆဲအုပ်စုလက်ထဲကိုပြန်လည်အနှံ့ခြင်းဟာတင်ရင်းတွေကိုပြန်ပို့တာနဲ့အတူတူပဲဖြစ်တာကြောင့် မိမိတို့နိုင်ငံလိုက်ထုတ်ပြန်ထားကြတဲ့မိခင်နိုင်ငံတို့ပြန်ပို့ခံရချိန်မှာအသက်အန္တရာယ်ကျရောက်နိုင်တယ်ပြန်ပို့ခြင်းကိုတားမြစ်သည့်ဥပဒေညွှန်ကြားချက်တွေနဲ့ဘုရားရှင်စာနာထောက်ထားမှုကိုလေးထားသောအပြင်ပူညီဆောင်ရှောက်ပေးကြဖို့အထူးမြတ်တာရက်ခံလိုပါပဲဒါပြင်နိုင်ငံရဲ့ခြောက်ကိုရောက်ရှိနေကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းတဆန်ရနိုင်ငံတွေရဲ့ထုတ်ပြန်ထားတဲ့ဥပဒေတွေကိုလေးစားလိုက်နာကြဖို့တဆန်ရနိုင်ငံလိုက် လူဖွဲ့စည်းရဲ့ရင်ကျေးမှုတွေစံနှုန်းတွေကိုလေးစားလိုက်လာပြီးသားအစာဒဖြစ်အောင်နေထိုင်ကြဖို့အထူးတိုက်တွန်းပြောကြားလိုပါတယ်။မြန်မာရွှေ့ပြောင်းလုပ်တာအရေးကုညီသူကိုချစ်ကလည်းထိုင်းနိုင်ငံအနေနဲ့ဒါဟာအာဏာသိမ်းစစ်တပ်ရဲ့အကြမ်းဖက်မှုကို တွယ်ဝိုက်ပြီးအားပေးနေတယ်လို့ဖြစ်နေတယ်လို့ဝေဖန်ပါတယ်။ဟိုဒီဒီအရေးကိုဒီရပ်ပလက်နိုင်ငံကိုအမေအာဏာပေးနိုင်တယ်ဆိုရင်တော့ဒီအနောက်တိုင်းနိုင်ငံကအေးပါပါကြီးတဲ့နိုင်ငံတွေပဲပြောလို့ရမှာ။အဲကြောင့်ဆိုတော့ကျွန်တော်တို့ဒီအခု ဟို NG တို့ဘာတို့ဒီသက်ဆိုင်ရာတွေပြောတာတော့မှသူတို့ကအတိမမပြုသေးဘူးလေနောက်တစ်ချက်ကသူတို့ကဒီသူတို့ရဲ့လုတ်လုတ်ထုံလုတ်နီးကဒီတရားဥပဒေအတိုင်းသူတို့ကပေါ်ပေါ်တင်တင်ကျင့်သုံးနေပါတယ်လို့သူတို့ကပေါ်ပေါ်ပြနေတယ်ဆိုတော့လေအမှကိုယ့်ဘက်ကညင်းတဲ့ဟာခွက်လေးတွေမရှိဘူးဖြစ်နေတယ်ဆိုတော့တို့ကဒီစစ်ကောင်စီပဲစစ်ကောင်စီကိုတို့ကအစိုးရလို့သတ်မှတ်နေတည်တည်ရတော့ ဒီ time မှာဖမ်းမိပြီးပြန်ပို့ခိုင်းတဲ့လူငယ်တွေအားလုံးဟာတနည်းတော့မဟုတ်တနည်းတော့ဒီသူတို့ကဟောမှာပဲဘာကြောင့်လို့ဆိုတော့ဒီ time ကပြန်ပို့မယ်ဆိုရင်နေဆက်ဒီ time နေဆက်ကိုဟိုဘက်ကအရာစီတွေကလာခေါ်ရတာအဲ့ဒီအဲ့ဒီမြန်မာတွေဆိုတော့အဲ့ဒီမြန်မာတွေအားလုံးကိုလာခေါ်တဲ့လူတွေက time စစ်ကောင်စီလက်အောက်ခံနေလူဝင်မှုကြီးကြပ်ရေးကလူတွေဖြစ်တဲ့အတွက်ပြေးလို့မလွတ်တာဖြစ်ရှိတယ်ဖြစ်နိုင်ရင်တော့ဒါဒါ လူလူဖွင့်ရရကြည့်မယ်ဆိုရင်ဒါသူ့ဖောက်တာသူ့ဖောက်တာနဲ့တွေ့တော့ဗောနော်အပြည့်လို့ဆိုတော့ဒီလူငယ်တွေကိုပြန်ပို့တဲ့အထဲမှာသူ့လေးကဒီစစ်တပ်ချက်ကိုမြောက်သွားပြီဆိုရင်အသေးလမ်းကိုပို့တာနဲ့တူတူပဲတော့ကြောင့်ဒါဒါပြောကြည့်ရမယ်ဆိုရင်ထမ်းဘက်ကလည်းဒီအကျန်းဖဲမှုကိုအဲအတွေ့ဝက်ပြီးတော့အပေးနေတယ်လို့တက်ရောက်တာဗောနော် ထိုင်းနိုင်ငံနီးသူမလေးရှားနိုင်ငံကလည်းသူတို့နိုင်ငံမှာဖမ်းမိတဲ့တရားမဝင်အထောက်ထားမဲ့မြန်မာတွေကိုအနာသိစစ်ကောင်စီလက်ထက်ပြန်လေလွှဲပြောင်းပေးနေပါတယ်။ထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတို့ရဲ့လုပ်ရဟာနိုင်ငံတကာဥပဒေကိုချိုးဖောက်နေတယ်ဆိုပြီး Stars of Myanmar Friendship UK အဖွဲ့က Marshall ၄ရက်နေရပြီး American နိုင်ငံမှာရှိတဲ့ထိုင်းတန်ယုံမလေးရှားတန်ယုံတို့အရှိမဆန္ဒထုတ်ဖို့ခဲ့ပါတယ်။